နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီပြေတော့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဟုတ်ပါသလားအကယ်လူဖြစ်ဖို့ခက်ခဲတယ်ဆိုလို့ရှိရင်ဘယ်လောက်ထိခက်ခဲပါသလဲနောက်တစ်ခုကကြတော့ဘယ်လိုတွေလုပ်လို့ရှိရင်လူဖြစ်ပါသလဲဘာတွေလုပ်လို့ရှိရင်နတ်ဖြစ်ပါသလဲဘာတွေလုပ်လို့ရှိရင်ဂျမားဖြစ်ပါသလဲဒီပြေတော့လူတွေမှာအရေးအတွက်အကန့်အသတ်ရှိသလိုဒီနတ်တွေဂျမားတွေငကားတွေဘလူးတွေမှာရောအရေးအတွက်အကန့်အသတ်ရှိပါပါရှင့် လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာမနုဿတ္တဘာဝတုံ့ဘောလို့ဆိုတဲ့စာပေရဟုတ်တယ်လို့ပြောဒါပေမဲ့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဘယ်သူတွေကိုပြောတာလဲဘယ်သရဝါတွေကိုရည်ညွှန်းတယ်လဲလို့ဆိုတာမြတ်စွာဘုရားဟောထားတဲ့လက်ကမ်းကြီးဥပမာနဲ့ကာနကစ္စောပမာဆိုတော့တုတ်တန်အရာဆိုလို့ရှိရင်တော့သူကတရိษံတကောင်ရဲ့အနေထားမှာကြည့်လိုက်မယ်ဆိုရင်သူကစားဖို့ရရဲ့ နိုင်ခြင်းမို့ရဲ့ကံကုန်ခံစားဖို့ရဲ့ဒါပဲသူရှိတယ်မှန်ပါဗျာ